မင်္ဂလာပါဒီနေ့ကတော့ ARLI Part 5ကိုတင်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့ part 5ကလည်းအရင် part 4တုန်းကလိုပဲသူတို့ဟာ writing နေပါမယ်ပေါ့နော် writing ဟိုမှာသူက lesson 3ခုပဲရှိရတဲ့ကြောင့်မလို့စာကနေပါလေ ဒီနေ့အတွက်သာနေပါတယ်အဲအဲ့တော့ဒါလေးကြည့်ပြီးွားလို့ရှင်အဲ့ဒီအနောက်မှာကပလန်နေမှာပါတဲ့ exercise တွေကိုကိုယ့်ဘက်သာပြန်လုပ်ပြီးအဖြေတိုက်ကြည့်မယ်ပေါ့နော် Okay lesson 1စားရအောင် organize idea into paragraph paragraph အနေနဲ့ပြန်ပြီးတော့ပြောင်းရင်းမယ်ပေါ့နော်ကြတော့ဖတ်ကြည့်မယ် each paragraph should have one main idea paragraph တစ်ခုမှာ main idea တစ်ခုပဲရှိရမယ်တဲ့ each sentence in the paragraph should relate to the main idea ဲ့ဒီကိုယ့်ရဲ့စာပိုက်ထဲမှာပါတဲ့ sentence တွေရလေတဲ့ main idea နဲ့ဆက်ဆက်နေရမယ်တဲ့ break long paragraph into two if possible အရန်ရှည်နေလို့ရှိရင်နှစ်ပိုက်ခွဲရေးမယ် join short paragraph if they both relate to the same main idea paragraph short paragraph နှစ်ခုပါတဲ့อืมအဲ့လို paragraph short paragraph တွေရပါတော့အာတကယ်လို့ main idea တစ်ခုတည်းကိုပဲရည်ရွယ်ပြီးတော့ရေးထားရဲဆိုလို့ရှိရင်အဲ့ဒီနှစ်ခုကိုဖြတ်နိုင်ရင်ဆက်ပြီးတော့ရေးမယ်တဲ့ Okay, the Incorrect. House plants make a home more beautiful, but many people find them difficult to take care of. I water my house plant once a week. house plant There are many different kinds of house house plant. House plant. here, if you are buying a house plant as a gift, give a solution and consider how much light the person homes get. Uh, in the ကိုလက်ဆောင်မိကိုလက်ဆောင်မိမဲ့လူရဲ့အိမ်ကအလင်းဘလောက်ရလဲပုံမှန်မူတည်ပြီးတော့အပင်မျိုးရွေးရမယ်တဲ့ ဒီမှာကျတော့ဘာဖြစ်လဲဆို main idea ကြီး main idea က तू ကဘာကိုပြောချင်နေမှမသိဘူးအာပထမတစ်ခုပထမစာကြောင်းတစ်ကြောင်းဘာရေးထားလဲဆိုတော့ဒီအိမ်အိမ်မှာ site house plan ကြီးကအိမ်ကို more beautiful ဖြစ်စေရနောက်တစ်ခုကကျတော့ तू ကသူ့ရဲ့ဒီမှာနော်နောက်တစ်ကြောင်းကကျတော့ तू ကသူ့ရဲ့ house plan ကြီးကိုတပတ်မှတစ်ချိန်လောင်းနေအမှန် idea နှစ်ခုဖြစ်သွားပြီနော်ပထမတစ်ခုကဒါလှရဲ့ပြီးတော့နောက်တစ်ခုကဘာဖြစ်လဲ gift အနေနဲ့ပေးမယ်ဆိုလို့ရှိရင်ねအဲ့လိုမျိုးရောနေရတယ်ဘယ်လိုပြင်မလဲဆိုတော့အောက်မှာ तू က correct champion house plan need help to adjust to a new environment your home is probably less bright and humid than a greenhouse or plant store therefore when you get a new houseplant, houseplant, house plan at the resolution keep it near a south facing window at first window uh, namatame move it away from the light over a period of four weeks use a humidifier to make the air in your house more humid this action will help avoid the loss of foliage that often occurs when plants change locals ဒီမှာကတော့အဲ main idea တစ်ခုတည်းပဲဖြစ်သွားတယ်ဘလို့တစ်ခုတည်းပဲဖြစ်သွားလဲဆိုတော့ house plan နေကိုဘလို့မျိုးသူတို့ထိတ်ခဲလုပ်မယ်ဘလို့မျိုးထိန်းသိမ်းမယ်ဘလို့ထားရမလဲ Israel ကိုသူရေးထားတယ်ဘာလဲဆိုဒီမှာဖတ်ကြည့်မယ်ဆိုလို့ရှိရင် house plan ဝယ်လာပြီဆိုလို့ရှိရင်ဘမထားရမလဲ window နဲ့ ਨੀ တာကိုထားရမယ်ပြီးတော့အိမ်ရဲ့ဒီ humidifier ကိုလည်းစစ်ပေးရမယ် check လုပ်ပေးရမယ်ပေါ့နော်အိမ်ရဲ့ humid ကဘလို့အအခြေအနေမျိုးရှိလဲအဲ့တော့ဒီအပင်တွေဝိုးတဲ့ပို့ပြီးတော့အ change လုပ်ခဲ့အပင်တွေနေရာပြောင်းတဲ့အချိန်တနေရာနဲ့တနေရာကနေပြောင်းတဲ့အချိန်မှာတဲ့ပို့ပြီးတော့အကူအညီဖြစ်တယ်ပေါ့နော်ဆိုတော့ ီးရာကမင်းအိုင်ဒီယာတစ်ခုရဲ့သူ့ရဲ့မင်းအိုင်ဒီယာဘာဖြစ်မလဲဆိုတော့ house plan တွေကိုဘယ်လိုမျိုးထိတ်ခဲလောက်ရမလဲဆိုရဟာအပေါ်ကလိုမျိုးအများကြီးရောမနေတော့ဘူးကွာ तू ကသူ့ရဲ့ဟာကိုဟိုသူ့အိမ်ကအပင်ကိုသူ့တပတ်ကိုတစ်ချိန်ရေလောင်းပါတယ်အဲ့လိုမျိုးထိတ်ခဲလောက်တယ်ပြီးတော့အဲ့ဒါတွေကထိတ်ခဲလောက်ဖို့ခတ်တယ်ဆိုပြီးအဲ့လိုမျိုး main idea ရောနေရမျိုးမဟုတ်တော့ဘူးအကုန်လုံးဒီတစ်မျိုးတည်းကိုပဲရေးထားတယ်စာပိုက်တစ်ပိုက်လိုဖြစ်သွားတယ်အဲ့လိုမျိုးပြောတာပါ ever paragraph is especially long check to see if the main idea shift at some point if so that is where the paragraph should be divided to the main idea shift လောက်လိုက်လို့ရှိရင်တဲ့အဲ့ဒါကိုနောက်တစ်ပိုက်ခွဲရေးလိုက်တဲ့ divide into two တဲ့ main idea ဒီ divide ထဲမှာ main idea နှစ်မျိုးဖြစ်နေရမျိုးမလုံးနဲ့တဲ့အာ divide တစ်ပိုက်ကြီးခွဲရေးတဲ့ဒီမှာ incorrect one paragraph that should be divided into two paragraph တဲ့ road rage in an episode of violent behavior that takes place when one driver action anger to another driver. Two, not a young male are the most likely to lose their cool on the road. Most road rage incidents take place during rush hour. Rush hour, my when people often get frustrated. Warm weather is another factor in road, road rage. If you are a victim of an aggressive driver trying to steal cam, don't react or make eye contact, trying not to break or swerve in retaliation. This action will only infuriate the other driver and you might lose control of your car. Road, road, road range, please one one driver action anger to another driver. driver တယောက်က driver ရဲ့ action ပေါ့နော်အဲတခြား driver driver ရဲ့အချင်းချင်းအာစိတ်ဆိုးကြတဲ့အခါမှာဒီဟာဖြစ်တယ်တဲ့ violent behavior ဒီလိုမျိုး violent behavior ဖြစ်လာတယ်တဲ့အဲ့ဒါဘယ်လိုလူတွေအဖြစ်များလဲဆိုတော့ young male တွေအဖြစ်များတယ်တဲ့ပြီးတော့အဲ့ဒီပြဿနာတွေကဘာမှဖြစ်လဲ rush hour မှာဖြစ်တာများတယ် one people often get frustrated at rush hour ဆိုတာအရန်ဟိုကားပိတ်နေတဲ့အချိန်လေးတော့ဘာလို့အဲ့လိုမျိုးမှဖြစ်တာများတယ်တဲ့ uh, warm weather is another factor in warm weather ကလည်းတဲ့နောက်ဖတ်တာတစ်ခုဖြစ်တယ်။ If you are waiting of an aggressive driver trying to stay calm ကိုက waiting ဖြစ်လို့ရှိရင် calm စိတ်ညောင်ထားမယ် don't react or make eye contact eye contact လည်းမလုပ်နဲ့တဲ့ react လည်းမလုပ်နဲ့တဲ့ uh, try not to break or swerve in retaliation အဲ့တော့ဒီအောက်ကစာပိုက်တွေကိုဖတ်ကြည့်ရ ਨੇ ဒီမှာဘာကိုတွေးရလဲဆိုတော့သူကဒီဒီစာပိုက် ဒီဝမ်းမွေသားပေါ့နော်စာပိုက်နံပါတ်4ကနေဒီနံပါတ်5ကနေစပြီးတော့ကျန်တဲ့အပိုက်တွေကစာပိုက်သက်သက်ခွဲရေးလို့ရတယ်ဘာလို့လဲဆိုတော့သူကဖစ်တန်ဖြစ်လာလို့ရှိရင်ဘလူနေရမယ်ဆိုတော့သူတို့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်5ကနေပြီးတော့ဒီနံပါတ်8ထိရပေါ့နော်နောက်တစ်ပိုက်ခွဲရေးလို့ရတယ်တဲ့အဲ့မှာနောက်တစ်ခု incorrect ကိုကြည့်ကြည့်မယ် two paragraphs should be combined. The paragraph nakua the gurepian yidne, valuation by to make chicken broth, by a pot of water, water, take some chicken, onion, parsnip, carrot, and herbs, and wrap them up in cheesecloth. Make sure it is really cotton cheesecloth or you won't be able to eat the broth. Slimmer the cheese glue, warp uh, vegetable, and uh, chicken in the water for several hours, then remove them, add the salt and pepper to taste အာဒီတပိုက်လုံးကိုဖတ်တာနဲ့ဒီတပိုက်လုံးကဘာဖြစ်လဲဆိုတော့သူတို့က chicken broth ကိုလုပ်နေတာအဲ့တော့ဒီလိုမျိုးနှစ်ပိုက်ခွဲရေးစရာမလိုဘူးတဲ့နှစ်ခုလုံးကိုတပိုက်တည်းပြန်အောင်ပေါင်းရေးလို့ရတယ်တဲ့အပေါ်ကစာပိုက်ကိုပြန်သွားကြည့်မယ်ဆိုလို့ရှိရင်အပေါ်ကစာပိုက်ကသူကအာတစ်ခုတည်းပေါင်းရေးထားတာเนาะဒါပေမဲ့ဒီကဘာဖြစ်လဲခွဲရေးလို့ရတဲ့စာပိုက် ခွဲရေးလို့ရတယ်ဘာလို့လဲဆိုတော့ခုနကပြောသလိုပဲနံပါတ်5ကနေစပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါ fit time ဖြစ်လာလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ तू ကရေးထားတဲ့အတွက်ကြောင့်မလို့ဒီစာပိုက်ကခွဲရေးလို့ရတဲ့စာပိုက်နောက်စာပိုက်ဒီဒုတိယစာပိုက်ကကြတော့ပေါင်းရရမယ်ဘာလို့လဲဆိုတော့တို့ကနှစ်ခုစလုံးကဒီ chicken broth လောက်တာကိုပဲပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ main idea ရတစ်ခုပဲဟုတ်အကဲနောက် lesson တခုသွားကြည့်မယ် use logical order and relevant idea logical order order ရေးစီမယ် and relevant idea relevant idea ရေးလုပ်မယ် the sentences in a paragraph should follow a logical idea. Logical idea, yeah, hidden it. Keep reason and example close to the point you are making with them. Reason, me, example, me. Eliminate any, uh, any irrelevant idea. Malu ate, uh, malu ate, me, bono. To clear a clogged drink, use a blank bar. Fill sink with enough water to cover the plug bar cup. အာဘာဖြစ်လဲဆိုတော့ဒီ clock drain ဆိုတာကဘာလဲဆိုတော့ဟိုဘေးစင်းနေမှာလေဘေးစင်းမှာဟိုလိုမျိုးဒီလိုအပေါက်အပေါက်လေးပါတယ်လေအဲအဲ့ဒီ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 နေရာလေးကရေပိတ်တာရေပိတ်တာဟိုအဲ့ဒီအောင်ပြန်ပြီးတော့ဘလို့ဟိုမပိတ်အောင်လုပ်မလဲပေါ့အဲ့ဒါကိုသူတို့ဘာနဲ့လုပ်မလဲဆိုတော့ဒီ plucker ဆိုတဲ့ဟာလေးနဲ့လုပ်မယ် plucker ဘာလဲဆိုတော့ဟိုအဲဘာလဲဒီ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 လိုစုတ်ခွတ်စုတ်ခွတ်စုတ်ခွတ်လေးဒီနားဒီလိုမျိုးအတန်လေးနဲ့ပါရတာလေးအဲ့ဒါလေးနဲ့ plug လုပ်မယ်တဲ့ put petroleum jelly on the rim of the cap to form a tight seal တဲ့အဲအဲ့တော့ဒီဒီခွက်ရဲ့ဒီထိတ်က ring ပေါ့နော်အဲ့လို ring ဒီလိုအဖျားနာလေးမှာဆိုလို့ရှိရင်ね petroleum jelly ထည့်မယ်တဲ့ before you begin မစခင်မှာ check to make sure that a plug section cap is big enough to cover the drain ဒီအပောက်နဲ့ဆက်မှုဒီနှစ်ခုပေါ့နော်နှစ်ခုဆက်မှုအရင် check လုပ်မယ်တဲ့ block the sink overflow with rag တဲ့ back 50 or uh 20 time နဲ့အခါ15ကတော့မဟုတ်တော့အခါ20လောက်ဒီ အဲ့ဒီရောက်လို့ဖိဖိပြီးတော့ရေထွက်လအောင်လုပ်မယ်ပေါ့နော်ဆိုရေးကြအောင်အောင်လုပ်မယ်ပေါ့နော်အဲ့ဒါကိုရေးထားတာဆိုတော့အတွက်ဒီမှာဘာဖြစ်လဲဆိုတော့ order အရမမှန်ဘူးပေါ့နော် order ရမမှန်တာကိုဘယ်လိုပြန်ပြင်မလဲဆိုတော့ဒီမှာကြည့် to clear a clock drain using a black plan black က black ကတုံးပြီးတော့ဒီ clock drain ကိုပြင်မယ်ဆိုလို့ရှိရင်ね first check to make sure that the black section cap is big enough to cover the drain အဲ့ဒီစာကြောင်းဘာမှလဲဆိုတော့ဒီမှာ expect to make sure that a blah ဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည့် before you begin လို့ရေးထားတယ်။ဒါ order စင် order season တာပဲပေါ့နော်။ order စီတာပဲပေါ့နော်။ဟောလဲဆိုတော့ before you begin မစခင်မှာဒီကိုတုံးမဲ့ blah ကနဲ့ဘီဂျင်ရဲ့ဒီအပေါင်နေရာဆက်မဆန့်ဆိုတော့တို့အရင်ကြည့်ရမယ်အဲ့တော့ဒီမှာသူလဲပေးရတယ် before you begin ဆိုတာပေးထားပြီတော့ဒါကြောင့်မို့အဲ့ဒီစာကြောင်းကပထမအဦးဆုံးစာကြောင်းပထမအဦးဆုံးဒီနေရာမှာပို့ရတဲ့စာကြောင်းဖြစ်ဖြစ်သွားမယ် โอเคပြီးတော့ feel the same way enough water to cover the black cup black black cup အဲ့ဒါဘာမှလဲဆိုတော့ဒီစာကြောင့် feel the same way enough water okay ပြီးသွားလို့ရှိရင် petroleum ထည့်မယ် okay ကျန်တာတွေကဒီတွေကအတိုင်းရေးသွားမယ်ဒီစာကြောင်းတစ်ကြောင်းကိုပဲသူကဒီကနေပြီးတော့ဒီ ठी ကိုပဲရှင်းဆုံးมาထားပြီးတော့ရေးတာ okay เนาะဘာလဲဆိုတော့ before you began လို့ရေးထားလို့အဲ့ဒီဟာကိုအာမစခင်မှာဆိုရွတ်သူက first ဖြစ်သွားတယ် အဲ့လိုမျိုးလေး order စီရဲဆိုအဲ့လိုမျိုးစီစီရာကိုပြောတာပါ What is irrelevant detail? The irrelevant details detail ဆိုတာဘာကိုပြောရလဲတဲ့ In many cultures, blonde is considered a desire desirable haircut by perhaps blonde hair is valued because few people are naturally blonde the practice of bleaching one's hair blonde is very old dating back to the ancient rome Roman times and it continues to be popular today. My sister dyed hair uh, dyed her hair last year. A number of hair bleaching products are sold in drugstore and supermarkets. အဲ့ဒီမှာဘာပြောထားလဲဒီ blonde hair နဲ့ပတ်သက်ပြီးတော့ပြောထားတယ်အ blonde hair ကဘာဖြစ်လဲဆိုတော့ value ဖြစ်တယ်ဘာလို့လဲဆိုတော့အလူနည်းစုပဲဒီ blonde hair နဲ့မွေးလို့တဲ့ အဲ့ဒီ bleaching သပင်ကို bleaching လုပ်တဲ့နည်းရာတဲ့အရင်ဒီ roman kit တွေ roman kit တွေတော့မှဆိုလို့ရှိရင်အရင်ကို date out တဲ့ very old old dating ဖြစ်တယ်ပေါ့နော် and it is continue to popular today ဒီနေ့မှာတော့အဲ့ဒါက popular ဖြစ်နေပြီရဲ့သမီးတို့ bleach လောက်တာကတဲ့သူတို့သူတို့ပြောဒီမှာနောက်တစ်ချက်ထည့်ထားတယ်ဘာလဲဆိုတော့ my sister dye her hair less year အရင်ကပဲငါညမလေးကအာငါအမကသမီးကို စီဆိုခဲ့ရပါတော့ဆိုတော့အဲ့ဒါကဘာဖြစ်လဲလဲဒီမှာမလိုအပ်တဲ့အချက်လက်ဖြစ်နေတယ်သူတို့ဒီမှာပြောထားတာကဒီ blonde culture ကောက်ချာနဲ့ပတ်သက်ပြီးတော့ပြောထားပြတဲ့အကြောင်းမလို့ဒီစာကြောင်းဟာဆိုလို့ရှိရင်အပိုစာကြောင်းဖြစ်နေတယ်အဲ့လိုမျိုးစာကြောင်းအပိုတွေပါလို့ရှိရင်ဖြုတ်ပေးရမယ်တဲ့ဆိုတော့ဒီစာကြောင်းဖြုတ်ရမယ်ပေါ့နော် lesson 3ဖြစ်မယ်တင်တယ်ခဏနော်တစ်ချက်လောက်ကြည့်လိုက်အောင်ဟုတ်တယ်ဒါ lesson 3 relate sentences and paragraph sentence နဲ့ paragraph နဲ့ကို relate ဖြစ်အောင်ဘယ်လိုလုပ်မလဲတဲ့ use transitional to help your writing flow from sentence to sentence and from paragraph to paragraph transitional pause တွေတုံးပြရအောင် choose the transition that expresses the correct relationship between the idea idea တွေဓာတ်ထဲမှာအမှန်နဲ့ transition word တွေကိုတုံးမယ်တဲ့ဆိုတော့ transition word ဆိုတာဘာလဲ for example for instance example ကိုကဥပမာတစ်ခုခုပေးတော့မယ်ဆိုလို့ရှိရင် for example for instance ကိုတောင်းမယ် also furthermore in addition in the same way likewise more over similarly ပါလဲဆိုတော့ compare လုပ်တာ compare လုပ်တာဘာကိုပြောရလဲဆိုတော့အဲတူတဲ့ဟာတွေကိုပြောတာကိုကတူတဲ့ဟာနှစ်ခုကိုပြောမယ်ဆိုလို့ရှိရင်ဒီစကားလုံးတွေတောင်းမယ်မတူတဲ့ဟာ contract လုပ်တဲ့ဟာအာမတူတဲ့ဟာတွေပြောမယ်ဆိုလို့ရှိရင်ဒီဟာတွေကိုတောင်းမယ်ပေါ့နော် however nevertheless on the other hand in contract first second then အဲ့ဒါတွေကကျတော့ order အရရေးမယ်ပေါ့နော်ခုနကပြောခုနကစာပိုင်းတွေထဲမှာပါတယ်လို့ပဲပထမဆုံးလာလို့ရှင် firstly အဲပြီးတော့ second third အဲ့လိုမျိုး then next အဲ့လိုမျိုးတွေထပ်ထည့်ပြီးတော့ရေးမယ် because cause ကိုပြမယ် okay as a result result ကိုပြမယ်ဆိုလို့ရှိရင် result consequently အဲ့ဒါကိုတောင်းမယ် therefore thus therefore thus ကဘာဖြစ်မလဲဆိုတော့ conclusion conclusion လောက်တဲ့အချိန်ဒီအချိန်ဒီမှာ therefore တောင်မွန် task ကိုရေးမယ်။ Okay ဒီမှာဖတ်ကြည့်အောင်။ Rockwell has many hobby for is a may she paint furniture and store clothes. အာ furniture တွေ paint လုပ်တယ်ပြီးတော့အဝတ်တွေချုပ်တယ်အဲ့ဒါကိုဘလို့နဲ့ပြလဲဆိုတော့ rock ခွဲမှာတဲ့ hobby အများကြီးရှိရ for example ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှင်အဲ့ဥပမာနှစ်ခု ဥမာနှစ်ခုကဘာဖြစ်လဲဆိုတော့ तू က paint လုပ်တယ်အ furniture ကို paint လုပ်တယ်ပြီးတော့အဝတ်တွေလည်းချုပ်တယ် Rockwell has many hobby she paints furniture for example ဒီ for example ကဘာကိုဟိုရည်ညွှန်းလဲဆိုတော့ဒီအရှိက she paint furniture ကလည်း for example အနေနဲ့ပြောရဲပြီးတော့နောက်ကဒီအင်္ကျီချုပ်တယ်ဆိုတာကိုလည်း for example နဲ့ပြောရဲနှစ်ခုလုံးတအဝါဖြစ်တယ်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ semi colon လေးနဲ့တုံးမယ်တဲ့ Rockwell has many hobby semi colon for example she paint furniture and sew clothes โอเค8 for example ရှေ့မှာ semi colon နဲ့ထည့်ပြီးတော့ဒီလိုမျိုး full stop မခံတော့ဘဲနဲ့ for example ရှေ့မှာ semi colon ထည့်ပြီးတော့တုံးလေးရတယ်တဲ့ကျော်ဒီအပတ် part 5ကတော့ဒီလောက်ပါပဲအာနောက်ပိုင်းနေကြလို့ရှိရင်တော့ physics တို့ mathematics တို့အဲ့လိုမျိုးဟာတွေတင်ဖို့တော့စူးစမ်းနေပါတယ်ဘောတော့ဒါပေမဲ့အဲ့ဒီဟာတွေကအာဒီလိုကြီးကြီးလိုမျိုး course book နဲ့သင်မှာမဟုတ်ဘူး ရက်ဒမ်ရက်ဒမ်ပဲတင်သွားမယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြီးအတွက်လေးစောင့်ကြည့်ပေးဖို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်